ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပိတ်တဲ့များလုံးပဲမင်္ဂလာပါခင်ဗျာလက်ရှိကျင်းပနေတဲ့ကလပ်ကဘာဖလားပြိုင်ပွဲမှာဘရာဇီးလေးတင်းစလုံးတာနောက်ဆက်ကို တက်သွားအောင်ဒါတွေ့ရပါတယ်ဘရာဇီးအသင်းတွေရဲ့အရေးသွေးအခြေအနေနဲ့ပတ်သက်ပြီးမှကျွန်တော်ဒါတုံးသက်တင်ဆက်ပေးတော့ရှိပါတယ်ဒါဥရောပအသင်းကြီးတွေထဲမှာဆိုရင်ဒါအက်ထရတီကိုမက်ထရစ်လို့အသင်းတွေဒါနောက်တစ်ဆင့်ကနေနောက်တစ်ဆင့်ကရောမတက်နိုင်ခဲ့ဘူးဘောနော်ဒါထွက်သွားတယ်ပေါ်တူအသင်းနောက်တစ်ဆင့်ထွက်သွားတယ်အာဂျင်တီးနားဒါရီဗာပလေးတို့ပိုကာဂျူနီယာတို့ဒီအသင်းတွေဆိုရင်ဒါနောက်ရှုပ်ထက်ဆင့်ကိုမတက်နိုင်ခဲ့ဘူးဒါပေမဲ့ဘရာဇီးအသင်းတွေကတော့ဒီကလပ်ကမ္ဘာဘလပြပွဲကို၄သင်းရှင်ပြိုင်ပွဲရမှာ၄သင်းစလုံးနောက်တစ်ဆင့်ကိုဒါတက်နိုင်ခဲ့ပါတယ်ဒါဘရာဇီးကလပ်တွေက လက်ရှိကျင်းပနေတဲ့ club ကမ္ဘာဖလားပြိုင်ပွဲမှာပါကြောင့်ဒီလိုရလကောင်းနေပေါ်ထွက်နေရလဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်နဲ့တူစီတူကနေပြီးမှသုံးသက်တင်ဆက်ပြတော့ရှိပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါညီမင်္ဂလာပါကိုအဲကလကဘာပြန်ပွဲမှာနော်ဒါဘရာဇီး၄တင်းအဲဘရာဇီး၄တင်းမှာမှဒါရီယိုဒီဂျနေရိုအခြေစိုက်က၃တင်းဒေါက်တာဆော်ပေါ်လိုအခြေစိုက်ကတသိန်းပေါ့လေဒါဖာမီယက်စ်ကတော့ဆော်ပေါ်လိုအခြေစိုက်ဂျန်နေတင်းနေဖြစ်တဲ့ဒါဖလာမင်ဂိုလိုပိုတာဖိုဘိုလိုပေါ့နော်ဒီနောက်ထပ်ပါလဲ ဖလိုမီနစ်တို့ဒီအသင်းတွေကတော့ဒါအဲဒီရီယိုဒီဂျနရယ်အခြေဆိုင်ပေါ့လေဒီအသင်းတွေကဒါနောက်တစ်ဆင့်ကိုတက်သွားတယ်ဘူတာဖိုကိုဆိုရင်ဒါလက်ရှိဘောမချမ်ပီယံပြည့်စုံလို့အသင်းမျိုးကိုတော့အနိုင်ရသွားခဲ့တာကိုလည်းဒါတွေ့ရတယ်ပေါ့လေဘရာဇီးအသင်းတွေကဘာကြောင့်ဒီလက်ရှိကျင်းပနေတဲ့ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာရလာကောင်းတွေပိုက်ဆိုင်ထားတယ်လဲဆိုတော့ပတ်သက်ပြီးမှစီတူရဲ့ပထမဆုံးအမြင်လေးပြောပြပါဦးညီဟုတ်အဲဒီအခုလဲကျွန်တော်လဲဒီကလပ်ကမ္ဘာဖလားမတိုင်ခင်တော့ပြောဘူးတဲ့အချိုးလေးမှာ ဘရာဇီးသင်းတွေကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုပြီးတော့ပေါ့နော်ဟုတ်တီးထားခဲ့တာပေါ့နော်ပြောမယ်ဆိုကျွန်တော်တို့ဒီဥရောပအသင်းတွေကတော့အများနဲ့ကြည့်ဖြစ်နေရောဘရာဇီးသင်းတွေကတိတ်မကြည့်ဘူးပေါ့လေအဲ့တော့ဒီအခုသူတို့ရဲ့ခြေစွမ်းကိုတေချာပေါက်မြင်လိုက်တာပြီပေါ့နော်အဲ့တော့အယိုးရှင်းဆုံးအခြေခံတစ်ခုကတော့ဘရာဇီးသင်းတွေဘာလို့ကောင်းလဲဆိုတော့ဘရာဇီးတွေဘလုံးကန်တာကောင်းလို့လို့ပဲကျွန်တော်ပြောရမယ်ထင်တယ်အဲ့တော့ဟိုဒီကျွန်တော်တို့ထားပါတော့နာမည်မှာညိုပါတာပဲဖြစ်ဖြစ်ဒိုးပါတာပဲဖြစ်ဖြစ်အဲ့လိုတရားရောက်က ကျွန်တော်ဘယ်သူမှန်းသိကြရမလို့အဲ့ကောင်ကောင်းအောင်ကောင်းနေဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့တော့အကောင်လုံးကကောင်းနေတယ်ဘရာဇီးကကဘာမှာဘောလုံးတမတင်ဖို့မှုအများဆုံးနိုင်ငံပေါ့နော်အဲ့တော့1200ဝန်းကျင်လောက်ရှိတယ်အဲသူတို့ရဲ့တင်ဖို့နှုံးပါပေါ့နော်အဲ့တော့ဒီတော်တော်ကြီးကိုဟိုလက်ရှိပြင်သစ်နဲ့အာဇီရီးနားထက်ကိုသူတို့ကပို့ပြီးတော့ကောင်းနေတယ်အဲ့တော့ကစားသမားကောင်းများစွာကဘာအရရမှာကစားနေတယ်အဲ့လိုဖြစ်သည့်အတိုင်းအောင်အဲပြောမစို့ရင်ဗျာအခု ဒီကလပ်ကပောက်လာမှာဆိုဘရာဇီးကစားသမားအယောက်80ပါတယ်အများဆုံးပေါ့။အော်အများဆုံးဒီကလပ်ကပောက်လာမှာဝင်ကစားတဲ့နှုန်းကအများဆုံးဖြစ်တယ်ပေါ့လေ။အဲ့အဲ့ကစားသမားတွေထဲမှာမှဒီတောင်အမေရိကအသင်းတွေမှာလည်းဒါအခြေစိုက်ပြီးတော့ကန်ကြတယ်ပေါ့နော်။ကန်ကြပြီးတော့ဒါကတစ်ချက်အဲသူတို့ရဲ့အခြေစွမ်းတော်တော်လေးကောင်းတယ်။ပြီးတော့နောက်ထပ်အရေးကြီးတဲ့အချက်ကဘရာဇီးက in season နဲ့မှာဟုတ်တယ်။ဥပမာဥရောပအသင်းတွေကစစ်စစ်အန်ဒီကောနော်။ကောင်းသွားပြီ။စိတ်ညစ်နေရောကစားသမားတွေကကန်လာကန်နေရတယ်အဲ့လောက်ကြီးတက်ကြွမှုမရှိဘူးပေါ့နော်။ဟို နီးပြတွေကတက်ကြွရင်တက်ကြမယ်။ကစားသမားတွေကတက်ကြွမှုမရှိဘူး။တက်ကြွမှုရှိနေတော့ရုပ်ပန်းဆိုင်ရာနွမ်းနေမှုတွေရှိတယ်။သူတို့ကောဝိုင်းကက်ဆောက်ဖြစ်သွားတယ်။ဒီဘရာဇီးအတင်းတွေကြတော့စီစဉ်ကြားထဲမှာဖြစ်နေ။ကြားထဲမှာဖြစ်နေတော့သူတို့ရဲ့အချိန်ကောင်းကောင်းရနေတာပေါ့နော်။အခုဘရာဇီးလीဆိုရင်၁၂ပွဲဝင်ကြလောက်ကံပြီးသွားတယ်။ရှားဒီအလေကြီးမှာရှားဒီအလေကြီးမှာဖြစ်တဲ့အတွက်သူတို့ရဲ့ဒီ form ကအကောင်းဆုံးအခြေအနေမှာရှိနေတယ်။အဲ့တော့ဒါတစ်ချက်ပေါ့လေ။အဲ့တော့သူတို့လီမှာဆိုရင်ထိတ်ဆုံးမှဥဆောင်နေတာကအဲဖလီဗီလူးစ်ကိုင်းတွင်နေတဲ့ဖလာမင်ကိုပေါ့နော်။ဖလာမင်ကိုထိတ်ဆုံးမှရောက်နေတယ်။ ပြီးတော့ဒီထိတ်ထိတ်ထဲမှာရှိနေတာက fluminancy ရှိမယ်ပြီးတော့ botafogo ကတော့ဒီထိတ်ပိုင်းတွေကထွက်နေရပေါ့နော် copa libertadores ဝင်ခွင့်ရတဲ့အခြေအနေရတယ်ထွက်နေတယ်။ကျန်တဲ့အဒီ flamingo တော်တော်လေးကိုကောင်းနေတယ်ပြီးတော့ fluminancy တော်တော်လေးကိုကောင်းနေတာကျွန်တော်တို့သွားပြီးတော့ဟိုတွေ့ရတယ်ဗောလေပြီးတော့နောက်ထပ်တစ်ချက်ဒီကျွန်တော်တို့ copa libertadores တောင်အမေရိက champion league ပြိုင်ပွဲပေါ့နော်တောင်အမေရိက champion league ပြိုင်ပွဲမှာနောက်ဆုံး6နှစ်ဆက်တိုက်က တော့ဒီဘရာဇီးတင်းတွေပဲဟုတ်တယ်ဘရာဇီးတင်းတွေပဲရတာနော်အဲဆိုချောင်းနှစ်ဆက်တိုက်ကဘရာဇီးတင်းတွေပဲရထားတဲ့အပြင်ကိုချောင်းနှစ်မှာလေးနှစ်ကဘရာဇီးအချင်းချင်းတွေ့တယ်ကျန်တဲ့နှစ်နှစ်ကိုပဲ River Plate နဲ့ Boca Juniors တို့ final တက်ထားတာပေါ့နော်အဲ့တော့ဒီအချင်းတွေကဘရာဇီးလီယာဘလောက်တောင်တရားတရားနဲ့မကွာဘူးလေအားကောင်းတယ်ဆိုတော့ပြတောင်အမေရိကရဲ့ king ဖြစ်တယ်ပြီးတော့ဒီသူတို့ကတရားတရားနဲ့မကွာဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပြတာနေပေါ့နော် ပြီးတော့ဘရာဇီးလီယာက တောင်အမေရိကရဲ့အချမ်းသာဆုံးလူဖြစ်တယ်အဲ့တော့သူတို့လူဝယ်ယူနိုင်မှုကပိုကောင်းတယ်ပေါ့နော်အာဂျင်တီးနားအသင်းတွေတပိုကောင်းတယ်အာဂျင်တီးနားနှစ်သင်းလုံးကပြုတ်သွားတယ်ဟုတ်တယ်ပိုကာဂျူနီယာနဲ့ရီဗာပလေးပရိသတ်တွေကတဲတဲလို့အားပေးတယ်ဒါပေမဲ့ပြုတ်သွားတယ်ပေါ့နော်အဲ့တော့ဘရာဇီးကြီးကတော့အာဂျင်တီးနားတဲ့ပိုချမ်းသာတယ်ပိုချမ်းသာပြီးတော့ဒီကျွန်တော်တို့အခုမပါလာတဲ့အသင်းတွေမှာလည်းချမ်းသာတဲ့အသင်းတွေရှိပါတယ်ဟုတ်တယ်ဘရာဇီးလီယာဒီအသင်းတော်တော်များများကိုကျွန်တော်တို့ရွတ်ပြလိုက်မယ်ဆိုရင်ပရိသတ်တွေရင်းနှီးပြီးသားအသင်းတွေပဲအဲ့တော့ဒီအိမ့်ပေကပါလဲဆိုတော့အားလုံးက အင်အားမကွာဟာကြောက်ပေါ့နော်ဥပမာဒီအခုတက်လာတဲ့ Rio de Janeiro အခြေစိုက်တွေဆော်ပေါ်လိုအခြေစိုက်တွေပေါ့နော်အဲ့အသင်းတွေလည်းကျွန်တော်တို့အများကြီးပဲဟူဒီယိုမပါလာဆို Santos တို့ Atletico Mineiro တို့ Champion တို့ Mineiro ရှိမယ်ပြီးတော့အများကြီးပါပဲ Cruzeiro ရှိမယ် Gri Grimio ရှိမယ် Internacional ရှိမယ်ပြီးတော့ဟိုဒီ Club ကပါလာရဘူးတဲ့ဒီ Corinthian ရှိ Corinthian ဟုတ်တယ်ဟုတ်တယ် Corinthian အများကြီးပဲအများကြီးမှအများကြီးပဲတော့အဲ့အသင်းတွေအကုန်လုံးကကောင်းကြတယ်သူကလည်းသူ ော့ဘရာဇီးလိဂါအကျိတ်နဲ့အရန်ရှိပြီးတော့ဟိုအင်အားကြီးအသင်းတွေသူ့အနေနဲ့သူပေါ့နော်အသင်းတိုင်းမှာဟိုမှာအက်တလက်တီကိုမင်နဲရိုဆိုရင်ဟော့ရှိတယ်အခုမပါလာပါဘူးဒါကျွန်တော်မပါလာတဲ့အသင်းတွေအင်အားတောင်းမှုပြောပြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးလိဂ်ဖြစ်တဲ့အခါမှာအဲ့လိုလိဂါအရှိန်နဲ့ရနေတဲ့အခါမှာဒီအသင်းတွေကအရန်ကောင်းနေရအောင်ကျွန်တော်သွားတွေ့ရတယ်ဒီကစားတဲ့အခါမှာလည်းတော်တော်လေးအဲဒီအဆင့်တန်းရှိတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအချက်တွေကြောင့်ဒီဘရာဇီးလိဂ်ကအသင်းတွေဒါခြေစွမ်းပြနေရလို့ကျွန်တော်တော့ထင်တယ်ပြီးတော့ဒီသူတို့ ဘယ်လိုပြောမလဲလက်ရှိအချိန်မှာသူတို့ရဲ့အုပ်စုလေးတွေပေါ့နော်သူတို့ရဲ့အုပ်စုလေးတွေဆိုရင် Vodafone ကိုပါတဲ့အုပ်စုကတော့ကျက်တယ်အပြည့်ကြီးရဲ့တကယ်တကယ်ပေါ့နော်ကျန်တဲ့အုပ်စုတွေကအဲ့လောက်မကျက်ကြအောင်အဲ့အဲ့အဲ့ချက်လဲဒါထဲတော့ထဲသွင်းစဉ်းစားရမယ်ပေါ့လေအဲဒီဟာလေးတွေလည်းပါဝင်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ပေါ့အဲဒီဟာတွေအပြင်ဥပမာနီးပြတွေကတော့ ဟိုရာသီဥတုကိုကတော့နည်းနည်းလေးပြစ်တင်တာတော့တွားတွေ့ရတာပေါ့လေ။ Chelsea နေပြ Morris ကတော့နောက်ထပ် City နေပြ Guardiola တို့ကတော့ဒီအပူချိန်မြင့်တက်တာတဲ့အချိန်လေးလေးပွဲကစားတဲ့အချိန်တွေမှာဆိုရင်တချို့နေ့တွေမှာဆိုရင်အပူချိန်က38 degree Celsius တော့ဒီရှိတယ်ဆိုတော့အချက်လက်တွေတွားပြမထောက်ပြတွေ့ရတယ်။ဒီအပူချိန်နဲ့ကြတော့ Brazil ကစားသမားတွေကအသားချပြီးသားအချိန်တွေဆိုတဲ့ဟာမျိုးလေးတွားပြီးတွေ့ရတာ။ဒါကတော့ဒီဥရောပနေပြတချို့ရဲ့ဟိုဘယ်ပြ reason တစ်ခုပေါ့။အဲ့မှာ ်အစီအတူပြောတော့တဲ့အထက်မှာဆိုရင်အခုဒါလုံးဝအပြည့်အဝထောက်ခံတဲ့ချက်တွေကတော့ဘရာဇီးရဲ့စီဇန်ကကျတော့ဒီမက်ချ်လာကနေဒီဇင်ဘာလအထိကစားတယ်အခုကကျတော့ဂျွန်လာဆိုတော့ဒီရာသီအစကာလ၃လလောက်ပဲရှိသေးတဲ့အချိန်ဒီမှာကျတော့တော်တော်လေးကိုသူတို့အတွက်အချိန်လေးရပါကြတယ်တိုက်ရက်ဖြစ်နေမောပန်းတွန်းနေတဲ့အချိန်ဒီမှာလည်းမရှိသေးဘူးနောက်တော့ကိုပါလီဘာတာဒိုးစ်ကလည်းဒီလက်ရှိဆိုတော့အုပ်စုစစ်လာမတည်ဘူးနော်ဒါဒီရာသီမှာဆိုအဲ့လိုပဲကစားရရဲ့ဆိုတော့သူတို့ကတော့အချိန်ရတဲ့အချိန်ဒီဥပမာ PSG ဆိုရင်ဒါချန်ပီယံလိဒါအင်တာမီလန်နဲ့ပွဲကစားပြီး၁၅ရက်အကြာမှာအထရ တီကိုမက်ထရစ်နဲ့သူတို့ဒါကလပ်ကပဘလပြိုင်ပွဲအောက်စုဖွဲ့ပွဲစဉ်ကိုကစားတာတကယ်ကိုပြင်ပန်းတဲ့အခြေအနေတခုလို့ဒါပြောလို့ရပါတယ်ဥရောပတင်းတွေပြင်ပန်းနေတဲ့အခြေအနေမှာဘရာဇီးတင်းတွေတော့လန်းဆန်းနေတဲ့အနေအထားဖြစ်တဲ့အတွက်လေးသေးဆုံးကတော့ရလက်ကောက်ခဲ့တယ်ဒါပေမဲ့ရှုံးထွက်စစ်တွေမှာတော့ဘလို့ရလက်ထွက်လာမလဲဆိုတော့မသိသေးဘူးလေအခုပြောပြီးခါကြမှာရှုံးထွက်စစ်မှာဘရာဇီးတင်းတွေရလက်မကောက်ခဲ့ဘူးဆိုတော့ဒါတမျိုးပေါ့ဒါပေမဲ့အောက်စုစစ်မှာတော့ကဒါထင်ထားရတယ်ကိုအများကြီးလုံးပြနိုင်တာကိုကတကယ်ကိုချီးကျူးစရာကောင်းပါတယ်အဲ့ဒီထဲကမှအခုဒါပြကြည့်လိုက်မယ်ဆိုတော့ပူရာဖိုကိုဆိုရင်ဒီယာဒီမှာမန်တိုင်းပြ ရာဇီစီးရီမှာဆိုတိတ်ပြီးရလာမကောင်းဘူးဒီပိုင်ရှင်တင်းတဲ့သူတို့ကျွေးမိတွေပြီးခဲ့တဲ့နှစ်အနည်းငယ်ကဒါတို့ကျွေးမိတွေအများကြီးတင်ခဲ့တယ်အဲ့ကျွေးမိတွေကိုပိုင်ရှင်တင်းတဲ့သူပြန်ဆက်ခဲ့တယ်ဒါမိနစ်တုန်းကဒါသမိုင်းဝင်အောင်မျိုးလေးဒါတို့ယူနိုင်ခဲ့တယ်အဲ့ဒီထဲကမှဖြစ်ကျွန်တော်ဒီနှစ်မှာဆိုရင်ဒါကစားမကောင်းတွေကထွက်တော့မှာပေါ့အဲ့ထက်မှာဆိုရင်အခုဒီနယ် Nottingham Forest ကိုရောက်မဲ့ကစားမရှိတဲ့ Eco Jesus လားမသိဘူးဟုတ်ကဲ့ပေါ့အဲဒီကစားမမျိုးကထွက်တော့မစောကစားမခေါင်းတွေကိုမထိနိုင်တဲ့အခြေအနေကြောင့်ဘူတာဖူကတော့ဒီဟာဒီဘရာဇီးစီးရီးမှာတော့တိတ်တော့မကောင်းဘူး ဂျမတ်အဖြစ်နဲ့ဒါ7မှတ်လောက်ပဲအဆိုရီအဆင့်ကလည်း7လောက်မှရှိနေရောဆိုတော့ချင်းကတော့တိတ်တော့မကောင်းဘူးပေါ့လေဒါမဲ့လည်းဟိုလက်ရှိကမ္ဘာကလကဘာလောက်ပြောင်းွဲမှာကြတော့ PSG ကိုတော့နိုင်တာဆိုတော့တကယ်ကိုချီးကျူးစရာကောင်းပါတယ်နောက်ထပ်ညီလေးဒီဘယ်လိုပြောမလဲ fluminis ပေါ့ fluminis နဲ့ပတ်သက်ပြီးတော့မှဟောစီသူပြောဖို့ဘာများရှိတယ်မလို့ fluminis ကအမှန်တမ်းပြောရင်နေမြင့်တက်ကြတားကိုများတယ် roller coaster လို့ပေါ့နော်ဟို2023မှာ Copa Libertadores ရတယ်အဲ့နောက်တစ်နှစ်မှာကျတော့ဒါတန်ဆင်းရမယ့်အခြေအနေမျိုးတော့လားမသိဘူးရှိပါတယ်ရှုံးပွဲတောက်လျှောက်ဆက်တယ်အဲ့နောက်ထပ်တရားကိုစီးပွားကိုခေါ်လိုက်တဲ့အချိန်မှာအဲ့ရနေစပြီးတော့ပြန်ပြီးရလက်ကောင်းတွေပြန်ရသွားတယ်ဆိုတာမျိုးလည်းအဲ့ fluminis ဒီအတင်းနဲ့ပတ်သက်ပြီးတော့မှစီသူချက်တော့လေးပြော ပြပါဦးကြီးဟုတ်ကဲ့ကိုကျွန်တော်တို့ ဒီ January ရတော့ fluminense လို့ရရအောင်ကျွန်တော်နားတော့အောင်ကြီးလိုက်တော့လေ fluminense အဲဒါတော့လော fluminense ကမှတ်ပါတယ်အဲ့ဒါလည်းဒီ announcer တွေကြီးညာတဲ့ခါမှာတော့ဒီနာမည်လေးနဲ့ဟိုလောက်တော့ဒီ blue ပဲဖြစ်ဖြစ်ပါဒီအသင်းကလည်းတရားကိုဆေးပါနဲ့အတူတော်တော်လေးအဲမထမတားရေလုပ်ပြရတယ်ဒါမဲ့လေသူတို့အုပ်စုကလည်း6အောင်နေရာလဲပါတယ်ဗောနော်ကျွန်တော်အမြင်ပေါ့လေသူတို့အုပ်စုကလည်း6အောင်နေရာကိုသွားပြီးတော့တွေ့ရဒါကြောင့်မလို့ဒီလောက်အချိန်လေး ရောက်တယ်ပေါ့နော်အပြီးတော့သူအခုအင်တာမီလန်နဲ့တွေ့မယ်ထင်တယ်နောက်တစ်ဆင့်မှာဟုတ်တယ်ဟုတ်တယ်အဲ့တော့မျော်လင့်လို့တော့ရတယ်ပေါ့နော်အင်တာမီလန်ကအဲ့လောက်ကြီးမကောင်းသေးဘူးပြီးတော့သူတို့လည်းနီးပြတဲ့ခြိဘူးနဲ့ဆိုတော့အဲ့လောက်ကြီးမဟုတ်တဲ့အခါမှာတော့မျော်လင့်လို့ရမယ်လို့ကျွန်တော်အနေနဲ့ယူဆအဓိကခန်းစစ်နဲ့တီယိုကိုဆေးပါရဲ့ဥဆောင်မှုကတော်တော်လေးကိုကောင်းတယ်အဲ့တော့တီယိုကိုဆေးပါကစားတဲ့အဲဒီပုံစံကြီးကတော်တော်ကြီးကိုဟိုအလက်ကြီးရှိနေတယ်ပေါ့နော်အခုချဲစီမှာပြန်သွားကစားဒီတိုးစင်အတေးရဘိုင်ယိုရိုးထအများကြီးပိုကောင်းမယ်ဆိုတဲ့အခြေအနေမျိုးဟိုတွေ့ရတယ်ပေါ့နော်အဲ့တော့ အဲ့ဒီအချက်ကြောင့်ကျွန်တော်ဟိုကျွန်တော်တပွဲပဲကြည့်လိုက်ရတယ်အဲ့တော့အဲ့အဲ့ဒီအချက်ကိုကျွန်တော်အဲ့အချက်ကတော်တော်လေးအရေးပါမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အပြီးတော့နောက်ထပ်ဘရာဇီအသင်းတွေမှာကိုခုနပြောသွားတဲ့ဖိုတာဖိုကိုအဲ PSG နဲ့ပွဲကြည့်လိုက်ရတယ်အဲဘူတာဖိုကိုကောင်းတယ်ပေါ့နော်တော်တော်လေး Igor Jesus ကလည်းပွဲတိုင်းလို့ကိုသွင်းနေရအောင်တွေ့ရတယ်ဘူတာဖိုကိုကခုနကအခုပြောသလိုပေါ့ CDA ဘရာဇီ CDA မှာရုံးကန်နေရတယ်ဟုတ်တယ်လို့ဆိုတော့ဒါသူတို့မနစ်ကဘရာဇီးလီမှာလည်းသူတို့ရတယ်ကိုပါလီဘာတီတိုးမှာလည်းသူတို့ရတယ်ချန်ပီယံဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ ဲ့လိုဖြစ်ခဲ့တာကသူတို့ရဲ့နီးပြအာဒါဂျော်ဂျီကြောင်းပေါ့လေအာဒါဂျော်ဂျီဘရာဂါနီးပြဟောင်းပေါ့နော်အော်ဒီသူအခုတော့အရှိလေပိုင်းသွားပြီပေါ့နော်အော်အခုသူထွက်သွားတော့အသင်းတက်လို့ပြန်ဖြစ်နေခါမှာနည်းနည်းလေးပြဿနာလေးရှိနေတယ်ပေါ့နော်အခုသူတို့ကင်နေတဲ့နီးပြကလည်းပေါ်တူဂီနီးပြပဲကျွန်တော်နာမည်မေ့နေလို့ပေါ်တူဂီနီးပြကင်နေရပဲပေါ့နော်အဲ့တော့ဘราဗိုကမဆိုးဘူးအဲ့ဘရာဇီးလေးသင်းမှာဘိုတာဖိုကိုနောက်ဆုံးအက်တလက်တီကိုမက်ဒရစ်ကိုရှုံးတဲ့တပွဲပဲဘရာဇီးလေးသင်းရှုံးတာလေ ရှုံးဝဲလို့ရမရှိဘူးလက်ရှိအချိန်မှာအဲ့တော့ဒါကြီးကတော်တော်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲဒီအချိန်လေးကိုကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ပြီးတော့နောက်ထပ်ကြံနေသေးတဲ့အတင်းထဲမှာက Flamingo ကြံမယ် Parmius ကြံမယ် Parmius က Abel Ferreira ပေါ့နော် Braga နီးပြဟောင်းမယ် Parmius ကိုရောက်နေရ2020လောက်ထဲရောက်လေအရန်ကောင်းတယ်ပေါ့နော်ယူရိုပါရဲ့ဒါလာလာရှိရဲ့နီးပြထဲမှာပါခဲ့တယ်ဒါမဲ့သူဒီ Brazil ကိုသွားခဲ့တယ်ပေါ့နော်အောက်မြန်မာလေ Copa Libertadores နှစ်ကြိမ်ယူတယ်ဘရာဇီးစီးရီးလည်းယူတယ်ဖာမီရက်စ်ကတော်ယူကိုတောင့်တင်းတဲ့လူဝင်ရောက်ပိုင်ဆိုင်တာဘရာဇီးဒီသူတို့ဟိုဟာထဲမှာပေါ့လေဟုတ်စီးရီးအူဟုတ်ဘရာဇီးစီးရီးမှာပြီးအက်စတရာဗာလို့ကစားသမားရင်းနဲ့အက်စတရာဗာကတော့ခုထိဟိုအရင်ကြီးဖုံးဖုံးထားမှနေပြင်မဲ့သူ့ရဲ့ခြေခြေစမ်းခြေစာတော်တော်လေးမြင်ရပါတယ်အော်အဲ့တော့ဒီ Famius မှာကျွန်တော်အဲ့အချက်ကိုတော့တွေ့ရတယ်ပြီးတော့ကျွန်တော်တို့ဒီအရန်သဘောကြတာ Flamingo ဟုတ် Fabi Lewis ကိုင်းတွင်နေတဲ့အသင်းပေါ့နော်ဖလာမင်ဂိုသဘောကျတယ်သူတို့ရဲ့ဒီနံပါတ်10ရုံးမှာကစားနေတဲ့ RS Skater တော်ဝေးကစားသမားသူ့ကိုသဘောကျတယ်ပြီးတော့ဒီကိုလံပီယာအသင်းကပလာတာရုပါလို့သိုးပါကိုကစားတော်တော်လေးကောင်းပြီးတော့ဒါ Chelsea ကိုနိုင်သွားတဲ့ပွဲပေါ့နော်အဲ့ဒီပွဲကအဓိကပြောချင်တာပေါ့နော်အဲ့ဒီပွဲကအာတော်တော်လေးဆက်ဆောင်မှုရှိတယ်ဆက်ဆောင်မှုရှိပြီးတော့ Chelsea ရဲ့အန်နေချက်တွေကောင်းကောင်းဆုံးချန်သွားနိုင်တာဟိုတွေ့ရတယ်ပေါ့နော်အဲ့တော့ Philippe Luis ရဲ့အသင်းကလည်းဒါစိတ်ဝင်စားဖို့ကောင်းတယ်အခုအချိန်မှာတော့ဒီ Flam Flamengo က ဗိုဒါဖိုကိုနဲ့တွေ့နေတာထင်တယ်ဗောနော်ဟုတ်တယ်ဟုတ်တယ် Oh sorry Flamingo ဘိုင်ယန်နဲ့တနေကြီး Flamingo က Flamingo ဘိုင်ယန်နဲ့ဘိုင်ယန်ကဟုတ်တယ်အဆူဒူရီယာဖြစ်သွားတော့ Flamingo နဲ့ဘိုင်ယန်သွားတွေ့ဟုတ်တယ်တွေ့တယ်ဗောနော် Famous နဲ့ Botafogo နဲ့တွေ့မယ်အဲ့တော့အဲဘာအဆက်ဖြစ်မလဲတော့မသိဘူးဒါပေမဲ့တေချာတာက Brazil တသင်းတော့ Quarter Final တက်ဖို့တေချာသွားတယ်ဟုတ်တယ် Brazil နဲ့တွေ့တာဆိုအဲ့မှာလေးအခု Brazil League မှာဒီနောက်ပိုင်းဆိုရင်အခုတို့ဒါ သတိထားမိတဲ့လောက်ဆိုရင်ပြောပြောမယ်အကြတွေပေါ့လေအကြကစားမတွေပြန်သွားကြတာကိုလည်းဒါတွေ့ရတယ်ဒီဟော့ကလိုဘာဝါစာတရုတ်စူပါလီကနေဘရာဇီးလကိုပြန်သွားတယ် ဒေါက်တာဒါနေမာလိုကစားမအစားဘရာဇီးလိကိုပြန်ဝင်လာလာတွေ့ရတယ်ဒေါက်တာဒီဖလာမင်ဂိုမှာဆိုရင်လေဂျော်ဂျင်းညိုလိုဒါဥရောပအကြကစားမနောက်ထပ်ဒါနီလိုလိုဒါဂျူမီတက်ကနေဒါပြောင်းသွားတဲ့ကစားမတွေလည်းရှိတယ်ဟိုပြောအလက်ဆန်ဒရို sorry ဟုတ်တယ်အလက်ဆန်ဒရိုလည်းဒါရှိသေးတယ်ဆိုတော့အလက်ဆန်ဒရိုရှိတယ်တရားဟုတ်တယ်နောက်ဆုံးကဘယ်လိုပြောဘရာဇီးအကြကစားမတွေကသူ့လိမှာပြန်သွားကြည့်လိုက်တော့အလက်ကြီးကစားနိုင်အောင်ပွားပြီးတွေ့ရပါဘောနော်ဥမာဒါလူမစွာလဲဆိုရင် international လားမသိဘူးမိနစ်တုန်းကကစားတာ ဒါဆိုရဲဆိုရင်လည်းတော်တော်ကြီးကိုကိုးတွင်းနိုင်အောင်တွေးရတယ်ပြီးခဲ့တဲ့ရာသီကဒါဘရာဇီးစီးရီးမှာဆိုရင်လည်းသူအနေထားနဲ့ဆိုရင်တော့အသက်ရွယ်အနေထားနဲ့ဆိုရင်တော့ဘရာဇီးစီးရီးမှာလည်းကောင်းကောင်းကစားနိုင်တဲ့အနေထားကိုကြွားပြီးတွေးရတယ်နောက်ထပ်စီသူပြောသွားတဲ့မှာဆိုရင်လည်းပါတယ်ဒါဘရာဇီးစီးရီးအေကကျွန်တော်တခြားတောင်အမေရိကလိကျက်စာရင်ငွေသုံးဆွဲမှုနဲ့ပို့ပြောမှများသလိုဒီဘက်နှစ်တင်မှာဆိုရင်ချိလိုက်တော့ ဟိုနီးပြတွေကအစနိုင်ငံခြားနီးပြတွေပို့ပြောတာများလာတယ်ပေါ်တူဂီနီးပြတွေငားလာတယ်နောက်ထပ်ဒီတခြားပေါ့နော်ဒီကိုဒေတာဘင်းကတခြားနီးပြတွေလည်းအာဂျင်တီးနားနီးပြတွေမျိုးလည်းငားလာတာကိုလည်းတွေ့ရတယ်ဘရာဇီးစီးရီးယားဒါထူးခြားကြပုံမှန်အဖြစ်တော့ဘရာဇီးလိကဒါဥရောပကိုဘောလုံးသမားတင်ပို့တာတော်တော်လေးများတယ် များတယ်ဆိုပေမဲ့သူ့မိမှာကြည့်လိုက်တော့တကယ်ဒေတာတွေကအကောင်းဆုံးဆိုတဲ့ကစားမားတွေပေါ့နော်ကိုလံဘီယာကအကောင်းဆုံးကစားမားတွေပါတယ်နောက်တဲ့ဗီနီဆွဲလာကအကောင်းဆုံးကစားမားတွေလည်းဘရာဇီးလိမှာလာကစားရဆိုတော့ဒီဘရာဇီးလိရဲ့ကစားသမားအရှိသွေးကလည်းတခြားဒါဒေတာတွေအသင်းတွေဆိုင်တော့အများကြီးကိုမျိုးမြင့်တယ်လို့အခုလက်ရှိကလပ်ကဘာဘလပြန်ပွဲမှာဆိုရင်တူတန်တန်ကစားနိုင်တဲ့အနေထားကိုလည်းဒါတွားပြီးတော့မှတွေ့ရတာပေါ့လေဒီတော့ဟိုဘရာဇီးအသင်းအနေနဲ့ပတ်သက်ပြီးတော့မှစီတူဗာမြဲဖြစ်ဆွတ်ပြောဖို့ရှိအောင်မသိဘူးလေ ဘရာဇီးအသင်းတွေကတကယ်ဘောလုံးလောကရဲ့သမိုင်းဝင် အသင်းတွေပါတော်တော်ကြီးကိုဟိုကျွန်တော်ဆိုရင်ဒါ तू ကြည့်လိုက်ရင်အသင်းအကုန်လုံးဒီပါပေါ့နော်ကိုတိရဲ့အသင်းတွေပဲဖြစ်နေပါလားဂရီမီယိုတို့အာပြီးတော့ခရူဇီယိုဆိုရင်ဒီဒိုအီးတို့ပေါ်ခဲ့တဲ့အသင်းပေါ့နော်ဟုတ်တယ်အာဒီအခုပိုတာဖိုကိုဆိုရင်လည်းဒါဟိုဟိုတောင်ကဒီဘရာဇီးကမ္ဘာ့ဖလားရေးစားရတဲ့အချိန်ကဒီနီလ်တန်ဆန်တိုးစ်တို့အာပြီးတော့ဒီကျွန်တော်တက်ရွယ်6ကျွေကန်ကျန်တဲ့နာမည်ကြီးတီဂျီတို့ဟုတ်အာပြီးတော့ကာရင်ချာတို့ မာရီယာစာကာလိုတို့အစရှိတဲ့ပြင်အဗိုတာဖူကိုအတင်းသားတွေပေါ့နော်ပြီးရင်ကျွန်တော်တို့ဘယ်သူရှိမလဲဒီဖလူမနန်စီဆိုလဲဒါကမာဆယ်လိုတို့ကမာဆယ်လိုရဲ့ငွေမှုချမ်းပါဘူးနော်မာဆယ်လိုတို့ပြီးတော့ဒီရိုမာရီယိုတို့ဖြစ်မဲ့တယ်ရိုမာရီယိုဖလူမနန်စီမှာပြန်ပြီးတော့ကစားခဲ့တည်ရတယ်အဲ့လိုကျွန်တော်အဲ့လိုချိတ်ဆက်ပြီးတော့တိတိနေကြရပေါ့နော်ဖာမီရဲဆိုရင်ရီဗာဒိုရီဗာဒိုအရန်ဥရောပမရောက်ခင်မှာအရန်ခြေစွမ်းပြခဲ့တဲ့အသင်းပေါ့နော်အဲ့တော့ဒါ ဒီကိုတက်လာတဲ့အသင်းပဲပြောတာပါကျွန်တော်စန်တိုးဆိုပါလို့ဒါမပါလာလို့ဒီလေးတို့နေမာတို့ပေါ့နော်ကျွန်တော်ပြောလို့ဟိုရသေးတယ်ပေါ့နော်အဲ့တော့ဒီဘရာဇီးလိဂ်တွေရဲ့ဘရာဇီးအသင်းတွေရဲ့ဒီသူတို့ရဲ့ဂျင်ဂျင်မှုဆိုင်ရာတန်ဘိုးကြီးကဘောလုံးနဲ့ပတ်သက်တဲ့တန်ဘိုးကြီးကတော်တော်ကြီးကိုကြီးတယ်အမွေနှစ်ကြီးမာတဲ့အသင်းတွေဖြစ်တယ်အဲ့ကျွန်တော်ပုံမှန်အဖြစ်ဆိုရင်အဲ့ဒီသင်းတွေကိုကြည့်ရလိမ့်မရှိဘူးကြည့်လိမ့်မရှိဘူးပေါ့နော်ပြီးတော့သူတို့ကကုလကလန်ကျွန်တော်တို့အချိန်နဲ့ဆိုရင်ကုလကလန်အချိန်နဲ့မှာကစားတာဆိုတော့တုံတယုံစိတ်ဝင်စားတာဘယ်လိုမှသွားကြည့်လို့မရဘူးပေါ့လေ အဲအဲဟာကြီးကိုအခု club ကဘာဖလာမှာတော့ကျွန်တော်တို့ခြေဖြတ်လိုက်တယ်ပေါ့နော်ဘာပြောပြောကျွန်တော်တို့၃နိုင်လောက်ချင်းကျွန်တော်တို့ကြည့်လို့ရတဲ့အချိန်ပေါ့နော်ပြီးတော့မနက်၈နိုင်လောက်ချင်းကျွန်တော်တို့ကြည့်လို့အဆင်ပြေတဲ့အချိန်ဖြစ်နေတော့ဟုတ်တိုင်းတာတစ်ခုကြီးကျွန်တော်တို့ပြန်ကြည့်ဖြစ်တယ်ပေါ့နော်ဟုတ်ပြီးတော့ခုနအခုပြောသားသလိုပဲ data တွင်ကအကောင်းဆုံးကစားသမားခုန RS Skater တို့ဆိုရင်လည်းဥရုဂွေလည်းပြင်ကြားလာပြီဟို2018ကဘာဖလာလောက်တည်းဟုတ်အဲ့လိုကစားသမားတွေအများကြီးဟုတ် ဒီပါရာဂွေးဆိုလည်းပါရာဂွေးပေါ့နော်အထိုက်လျောက်ပေါ့ပီရူးဆိုလည်းပီရူးအီကွေဒေါ်ဆိုလည်းအီကွေဒေါ်သူတို့ခေါ်ယူထားတယ်ကိုလံဘီယာဆိုလည်းကိုလံဘီယာသူတို့ခေါ်ယူထားတာကျွန်တော်တို့တွေ့ရအဲ့ဒါကလည်းသူတို့ပို့ပြီးအားသာစီတယ်ပေါ့လေပြီးတော့နီးပြပိုင်းနဲ့ပတ်သက်လို့သူကချမ်းသာတယ်ပြဿနာကဘရာဇီးနီးပြတွေကဟိုးအရင်တော့အဆင်လာကောင်းပါတယ်ဘရာဇီးကကမ္ဘာပေါ်လုံးနီးပြဟာနဲ့ပတ်သက်လိုက်ဒီလင်းလင်းနယ်လေကစားကောက်ကိုတီထရင်နေပေါ့နော်အဲ့လိုပြောရမှာပေါ့နော် WM kick ကနေလင်းနယ်လေးကိုပြောင်းလဲတဲ့အချိန်မှာဒီ Flavio Costa က အစပြီးပြောင်းလဲလိုက်တော့အဲ့တော့သူ့အရှိမဒီဒိုရီကူရှနာတို့ကဖလာမင်ကိုအသင်းကိုရောက်လာဟန်ဂေရီဟန်ဂေရီနီးပြတယ်ပေါ့နော်တကယ်ဆရာကြီးတွေပေါ့လေသူတို့ရောက်လာပြီသူတို့ကလက်ဆင့်ကမ်းပြီးတော့ဒီဖလာဗီယိုကော့စတာတို့က၄နှစ်လေးကိုပြောင်းလိုက်ပြီး1958ကဘာဘလာပူဆွဲ1962ကဘာဘလာဘရာဇီပူဆွဲ1980ကဘာဘလာဘရာဇီပူဆွဲတယ်အဲ့တော့အဲ့အဲ့အရာတောက်လျှောက်နေတဲ့အတူဘရာဇီနီးပြတွေကခံနာခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာတော့ကျွန်တော်တို့ကလပ်ဘလော့ကာမှာဆိုရင်တော့နာမည်မကြီးဘူးဒါပေမဲ့သူ့လိဂ်မှာ သူ့နယ်မြေမှာသူကြီးရဒါပေမဲ့အဲအချိန်တိုင်းတာတစ်ခုကြီးရောက်လာတဲ့ခါမှာအာဇင်တီးနားနီးပြားတွေကပဲပို့ပြီးတော့ကမ္ဘာစီမံဆက်မှာလွှမ်းမိုးထားတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အခုဆိုရင်လည်းအာဇင်တီးနားနီးပြားတွေပဲများတယ်ပေါ့လေဒီကွန်မီဘိုး7သင်းဆိုရင်အာဇင်တီးနားနီးပြားတွေက9သင်းလောက်ဖြစ်နေဘရာဇီးဆိုရင်သူ့နီးပြားမှာတော့အဲ့ဆလော့ဒီဖြစ်သွားတယ်ဟုတ်ဒီဒိုရီဗယ်ဂျူနီယာကကောင်းတယ်ဖာနန်ဒိုဒီနစ်လည်းကောင်းတယ်အဲပြီးတော့ရထားဆိုနီးပြားတွေလည်းရှိပါတယ်ဒါပေမဲ့ လူငယ်မျိုးဆက်တဲ့နေပြကျွန်တော်တို့သိမသိရတော့ဘောနော်ဟိုဖိလစ်ပီလူးစ် in the making လို့တော့ပြောလို့ရတယ်ဘောနော်အဲ့တော့အဲ့ဒီဘိုင်းမှာတော့နည်းနည်းအားနေပေမဲ့ဒီသူ့ရဲ့သူ့ရဲ့ series ရဲ့ rich ဖြစ်မှုအသင်းတွေရဲ့တရားနာတရား power မကွာဟမှုပြီးတော့ဒီချမ်းသာတယ်ဘောနော်အသင်းတွေတော်တော်များများချမ်းသာမှုအဲ့တော့ကစားသမားကောင်းတွေဝင်နိုင်တဲ့ခါမှာဒီဘရာဇီးဘရာဇီးလိဂအသင်းတွေကတော်တော်လေးကိုအဆင့်တန်းအဲတခုကိုပြနိုင်တော့ကျွန်တော်တို့တွေ့ရတယ်ဘောနော်အဲ့တော့ဒီ Chelsea နဲ့ Flamengo ပွဲဆိုရင် ဖလာမင်ကိုကျွန်တော်တော်တော်အထင်ကြီးတာလက်ရှိစီးရီးမှာလည်းတစ်ဖြစ်နေတော့ဒါပေမဲ့အဲ့လိုချဲစည်းကြီးကိုနိုင်ပလိုက်မယ်လို့တော့မထင်သားဘူးပေါ့နော်အဲ့တော့သူတို့ကစားပြသွားတာတော်တော်လေးအဆင်ရှိတယ်ပေါ့နော်သူတို့ဥရောပကောင်းကောင်းလာကစားလို့ရရလက်ရှိကစားနေတဲ့အသင်းလေးသင်းသလုံးကဥရောပကောင်းကောင်းလာကစားလို့ရတာဖြစ်တဲ့အတွက်ဟိုကျွန်တော်မသိရသေးတယ်ပေါ့နော်တေချာမသိရသေးတယ် chapter တခုကိုသိလိုက်ရအနေနဲ့တော်တော်လေးသဘောကျမိတယ်ဒီကလကဘာလားနဲ့ကျွန်တော်တို့ဒီအရာကိုတွေးလိုက်ကြတယ်ပေါ့နော်ဘရာဇီးအသင်းတွေရဲ့ power ပေါ့လေ အခြားဘက်မှာအာဂျင်တီးနားအသင်းတွေအိမ်ပြောင်းသွားတယ်တော့စိတ်မကောင်းစရာပဲဟုတ်လေဒါမှဟုတ်ပါတယ်ဘရာဇီးအသင်းတွေရဲ့ လာလာလေးကလည်းတကယ်ကိုရေဖို့ကြကောင်းပါတယ်။နောက်ဒေတာသွင်းမှာသူကစားတဲ့အမေရိကန်မှာကစားတာလည်းသူတို့အတွက်ရာသီဥတုအာသာချက်လျက်တော့တကယ်အမှန်ကန်တဲ့အမှန်ကန်တကယ်လည်းရှိပါတော့။နောက်တစ်ချက်တော့ဘရာဇီးဒီသူတို့တင်းနေတဲ့ကစားတာချင်းမဆိုရင်ခန်းစစ်ကစားသူတို့ကြီးကိုကောင်းတယ်။ခက်ချင်းချင်းကစားနိုင်တယ်ဗောလေ။ဒါလေးနဲ့ဒူတာနောက်တစ်ဆင့်ဟိုဘလောက်ထိဆက်ပြီးမှတက်နိုင်မလဲဆိုတော့ကိုတာဆက်ပြီးမှစောင့်ကြည့်ရမယ်။ဘရာဇီးကလပ်တွေနဲ့ပတ်သက်ပြီးမှဒါစီတူသုံးသပ်ပေးသွားတာကိုရှိရှိအားပေးကြတဲ့စကောပရိသတ်တွေလည်းဂျင်းနဲ့နေတဲ့လိမ့်မယ်ထင်ပါတယ်။ရှိရှိအားပေးကြတဲ့အတွက်ပရိသတ်အားလုံး 我嘞，接着做 T 细版的这样？